အလौတမားဆိုတာဘာလဲအလौတမားဆိုတာလူဖွဲ့စည်းကိုလဲပတ်စေတဲ့အဓိကအင်အားစုပါသူတို့ဟာကိုခန္ဓာပိုင်းဆိုင်ရာသို့မဟုတ်ဉာဏ်ပိုင်းဆိုင်ရာလှုပ်အားကိုအသုံးပြုပြီးတန်ဖိုးနဲ့ဝန်ဆောင်မှုတွေကိုဖန်တီးပေးသူတွေပဲဖြစ်ပါတယ်အလौတမားတမိုင်းเจ้าကိုပြန်ကြည့်မယ်ဆိုရင်ရှေးကြဆောင်လူဖွဲ့စည်းတွေမှာအလौတမားဆိုတာကျွန်းစနစ်နဲ့စတင်ခဲ့တာကိုတွေ့ရပါမယ် ရှေးအီဂျစ်ကပိရမစ်တွေကိုတည်ဆောက်ခဲ့သူတွေရောမအင်ပါယာရဲ့လမ်းမကြီးတွေကို ဖောက်လုပ်ခဲ့သူတွေဟာလူလက်ခွင့်မရှိတဲ့ဂျွန်တွေဒါမှမဟုတ်အလွန်နှိပ်ကျတဲ့အဆင့်တန်းရှိတဲ့သူတွေဖြစ်ခဲ့ကြပါတယ်။သူတွေလောက်အားလူလက်ခွင့်နဲ့ဓာတ်ရိုက်မသက်ဆိုင်ပဲအာဓမစေခိုင်းမှုအောက်မှာရှိခဲ့ပါတယ်။အလဲခေကိုရောက်တဲ့အခါမြေဂျွန်စနစ်ပေါ်လာပြန်ပါတယ်။မြေဂျွန်တွေဟာမြေပိုင်ရှင်ရဲ့မြေယာမှာအလုလုပေးရပေမဲ့ဂျွန်တွေလောက်တော့အခြေအနေမဆိုးပါဘူး။ ဒါပေမဲ့သူတို့ဟာလဲကိုလုံနေတဲ့မြေကနေရွှေ့ပြောင်းခွင့်မရှိပဲညီနဲ့သူ ပါသွားတဲ့တက်မဲ့ပစ္စည်းလိုမျိုးသဘောထားချင်းခံခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲမြို့ပြတွေမှာလက်မှုပညာအသင်းဖွဲ့များပေါ်ပေါက်လာခဲ့ပါတယ်။ဒီစနစ်မှာတော့ဆရာသမားလက်ထောက်နဲ့အလုပ်တင်ဆိုပြီးအဆင့်တွေခွဲခြားထားပါတယ်။ဒီနေရာမှာပညာနဲ့ကျွမ်းကျင်မှုဟာတန်ဖိုးရှိလာပြီးအလုပ်သမားရဲ့ဂုဏ်သိက္ခာညီကျွန်းစနစ်ထက်ပိုမြင့်မားလာပါတယ်။ အလုတ်သမားရဲ့အဆင့်တန်းကိုအကြီးမားဆုံးသောအပြောင်းလဲဖြစ်ပေါ်စေခဲ့တာကတော့ဆက်ရှိရာစုနောင်ပိုင်းမှာစတင်ခဲ့တဲ့ဆက်မှုတော်လှန်ရေးပဲဖြစ်ပါတယ်။လက်မှုလုပ်ငန်းခွင်တွေပျောက်ွယ်ပြီးစက်ယုံကြီးတွေအစုလိုက်ပြုံလိုက် ထုတ်လုပ်မှုစနစ်တွေပေါ်ပေါက်လာခဲ့ပါတယ်။လူတွေဟာကြေးရွာကနေမြို့ပြအောင်ရွှေ့ပြောင်းလာပြီးကိုယ့်ရဲ့လှုပ်အောင်အချိန်တိုင်းနဲ့ရောင်းချတဲ့လှုပ်အားခစနစ်ဟာခိုင်မြဲလာခဲ့ပါတယ်။ဒီအချိန်မှာပဲဂျာမန်အသွေးခေါ်ပညာရှင်ခါမတ်စ်က အလုတ်သမားလူဒန်းစားဒါမှမဟုတ် proletariat ဆိုတဲ့သဘောတရားကိုတစ်တစ်ပပဖော်ထုတ်ခဲ့ပါတယ်သူတို့ဟာကိုပိုင်ဆိုင်တဲ့ထုတ်လုပ်ရေးနည်းလမ်းတွေမရှိဘဲကိုခန္ဓာရဲ့လှုပ်အားကိုသာရင်းနှီးငွေအဖြစ်အရင်းရှင်တွေစီရောင်းချပြီးအသက်မွေးဝမ်းကြောင်းပြည့်ရသူများဖြစ်ပါတယ်ဆက်မှုတော်လှန်ရေးရဲ့အစောပိုင်းကာလတွေမှာအလုတ်သမားတွေဟာခက်ခဲကြမ်းတမ်းတဲ့ဘဝကိုရင်ဆိုင်ခဲ့ရပါတယ်လုပ်ငန်းခွင်အန်ဒရယ်များပြားခြင်းအလုတ်ချိန်ရှည်လျားခြင်း ခလေးလောက်သာအလွဲသုံးစားလောက်ခြင်းစတဲ့မတရားမှုတွေပေါင်းစုံရှိခဲ့ပါတယ်။ဒီမတရားမှုတွေကနေပဲအလုတ်တမာတက်မက်ကများပေါ်ပေါက်လာခဲ့ပြီးအလုတ်ချိန်ရှော့ချရေးလုံခြုံရေးတိုးမြင့်ရေးလစာတိုးမြင့်ရေးစတဲ့အခွင့်အရေးတောင်းဆိုမှုတွေဟာကဘာသွုံးမှာဖြစ်ပွားခဲ့ပါတယ်။ဒီကနေ့27ရာစုမှာတော့အလုတ်တမာဆိုတဲ့အတိတ်ပဲဟာပိုပြီးကျယ်ပြန့်လာပါတယ်။လက်ထဲမှာကော်ဗျာပေါက်သူကင်ထားတဲ့သူမှအလုတ်တမာမဟုတ်တော့ပါဘူး။ ပါမစုံအနေနဲ့ကွန်ပျူတာရှေ့မှာထိုင်ပြီးအုံနောက်နဲ့တွေးခေါ်ကြံစရတဲ့ညာနာလုပ်သားတွေပေါ်ပေါက်လာပါတယ်။စနစ်ပိုင်းခြားစိတ်ဖြာသူတွေ၊အင်ဂျင်နီယာတွေ၊ဆရာဝန်တွေ၊စာရေးဆရာတွေအားလည်းသူတို့ရဲ့ဉာဏ်ပညာကိုအားထုတ်မှုအဖြစ် ရောင်းချနေတဲ့ခေတ်သစ်လုပ်သမားတွေပဲဖြစ်ပါတယ်။နောက်ပြီးတော့ဟိုတယ်၊စားတောက်ဆိုင်၊ခီးတွားလုပ်ငန်း၊ဖောက်တဲ့ဝန်ဆောင်မှုဌာနတွေကဝန်ထမ်းတွေလိုမျိုးဝန်ဆောင်မှုလုပ်သားတွေအားလည်းဝန်ဆောင်မှုဆိုတဲ့အတန်ဖို့ဖန်တီးပေးနေတဲ့လုပ်သမားတွေပါပဲ။ နေပညာခင်မှာပေါ်လာတဲ့အင်တာနက်ပေါ်ကအချိန်ပိုင်း project လိုက်လောက်ကင်နေတဲ့ git လောက်သားတွေအားလည်းအလုတ်တမာအခွင့်အရေးအပြည့်အဝမရနိုင်ပေမဲ့လောက်အောင်ရင်းနေပြီးဝင်ငွေရှာနေသူတွေပဲဖြစ်ပါတယ်အချို့အဖြစ်ဆိုရရင်ဂျွန်စနစ်ကနေဆက်မှုခေအကတဆင့်ဒီကနေ့ဉာဏပညာခေတ်အစ်အလုတ်တမားတွေရဲ့အခန်းကဏ္ဍဆင့်ကဲပြောင်းလဲခဲ့ပါတယ်အလုတ်တမားဆိုတာအသက်မွေးဝမ်းကြောင်းပြုဖို့အတွက်သူတို့ရဲ့လောက်အောင်ရောင်းချနေတဲ့လူပုဂ္ဂိုလ်အားလုံးကိုခြုံငုံခေါ်ဝေါ်တာဖြစ်ပါတယ် ူတို့ရဲ့လှုပ်အားကြောင့်သာကဘာကြီးမှာလမ်းတွေဈေးရုံတွေဇာတင်ကျောင်းတွေနိပညာတွေပေါ်ပေါက်လာခြင်းပဲဖြစ်ပါတယ်။အလုတ်မှာသူချင်းစီရဲ့လှုပ်အားဂုံတိတ်ခါရှိပြီးသူတို့ဖန်တီးလိုက်တဲ့တန်ဖိုးဟာအလွန်ကြီးမားပါတယ်။ဒါကြောင့်အလုတ်မှာခွင့်ရေးကိုလေးစားခြင်းသူတို့ရဲ့ကြိုးပမ်းမှုကိုအတိမတ်ပြုခြင်းဟာမျှတပြီးတိုးတက်တဲ့လူဖွဲ့စည်းတစ်ခုအတွက်မရှိမဖြစ်လိုအပ်ပါတယ်ခင်ဗျာ။နာစင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော် channel လေးကို subscribe လုပ်ထားပြီးဖို့လည်းမမေ့ပါနဲ့နော်အကြောင်းအရာအစ်စ်တွေအတွက်နောက်နေ့တွေမှာပြန်ဆောင်ကြပါမယ်